အလုံးမမင်္ဂလာပါညမြအကျူကြီးရှင်းမှာယနေ့တင်ချမဲ့တင်ချိုင်းလက်စင်ကတော့ G5 တင်ယူအခန်း15ရဲ့ lesson 27ပဲဖြစ်ပါတယ်ဆရာပု္ပ္ပာနံပါတ်9ရဲ့နမကငယ်ကိုဆက်လက်လေ့လာလိုက်ရအောင်ပါနမကငယ်မှာပေးထားသောပုံသည် ABCDE ပဲဖြစ်ပါတယ်ထိုးပုံကိုဆရာတို့နှစ်ပိုင်းခွဲပါမယ် top BC and the ABDE ပဲဖြစ်ပါတယ် တတိကံဒီ BCD ပဲဖြစ်ပါတယ် Tropicium E area နဲ့တတိကံ E area ကိုပေါင်းလိုက်မယ်ဆိုရင်ပေးထားသော ပုံ E area ကို ရရှိမှာပဲဖြစ်ပါတယ်ထို့ကြောင့်ပုံ E area ကိုလိုချင်ရင် Tropicium ABDEE area နဲ့တတိကံ BCDE area ကိုပေါင်းပေးရမှာပဲဖြစ်ပါတယ် Tropicium E area ကိုလိုချင်ရင် ပြိုင်နေသောအနားနှစ်ခုပေါင်းလက်သည် AE နှင့် BD ပဲဖြစ်ပါတယ်။ထို့ကြောင့်၃အပေါင်း၆ပါ။အမြင့်သည်ဆရာတို့၃မှာအမြောက်၃အစားနှစ်ပဲဖြစ်ပါတယ်။လက္ခဏာကအပေါင်းမှာ BCDE area ကိုလိုချင်ရင်အခြေအမြောက်အမြင့်အစားနှစ်ပဲဖြစ်ပါတယ်။အခြေသည်ဆရာတို့၆ပါ။အမြင့်ဒီဆရာတို့နှစ်ပါအစားနှစ်ပဲဖြစ်ပါတယ်ဆက်လက်ဖြည့်ရှင်းပေးပါမယ်ကိုအမြောက်၃အစားနှစ်အပေါင်းစနစ်အစားနှစ်ပဲဖြစ်ပါတယ် 939မှာ20ခွန်အစားနှစ်အပေါင်း6ဘဲဖြစ်ပါတယ်။ရရှိလာသောတန်ဖိုးသည်73.5အပေါင်း6ဘဲဖြစ်ပါတယ်။ပေးထားသောပုံဤ area ကို ပြောပါဆိုရင်19.5စတူရန်စင်တီမီတာပဲဖြစ်ပါတယ်။ယနေ့တင်ကြားပေးခဲ့တဲ့တင်ကြားရေးလမ်းစဉ်ကိုနားလည်လိမ့်မယ်လို့ထင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ရှင်လန်းချမ်းမြေ့ကြပါစေဗျာ။